အမေရိကန်ဆိုရရန်တရားပြန်လည်ပတ်ရေးကိုဥတီတဲ့သဘောတူညီချက်မူကြောင်းကိုအထက်လွှတ်တော်ကဒီကနေ့နိုဝင်ဘာလ10ရက်နေ့ညမှာဒုတိယအကြိမ်မြောက်မဲခွဲအတည်ပြုလိုက်ကြပါပြီ။နိုဝင်ဘာလ9ရက်နေ့ညကပထမအကြိမ်အတည်ပြုထားပြီးဖြစ်တဲ့ဥပဒေမူကြောင်းကိုနောက်တစ်ကြိမ်မဲခွဲအတည်ပြုကြတာပါ။ On this vote the ayes are 60 the nays are 40 the bill as amended is passed. Under the previous order the motion to reconsider is considered made and laid upon the table. ရေးကြီးတဲ့ဥပဒေမူကြမ်းတွေကိုအထက်လွှတ်တော်ကနောက်တစ်ကြိမ်ပြန်မဲခွဲအတည်ပြုရတဲ့ထုံးစံရှိတာကြောင့်ဒီအစိုးရပြန်လည်ပတ်ရေးနဲ့ဆိုင်တဲ့ဥပဒေမူကြမ်းဟာလည်းရေးကြီးတဲ့ဥပဒေဖြစ်တာနဲ့အညီအထက်လွှတ်တော်ကနောက်တစ်ကြိမ်ပြန်ပြီးတော့မဲခွဲအတည်ပြုကြတာပါအဓိကအဖြစ်တော့ဥပဒေမူကြမ်းအပေါ်အကြောင်းအကျောင်းကြောင့်ဖြည့်ဆွက်ပြင်ဆင်မှုလုပ်တိုင်းမဲခွဲအတီးပြုမှုတွေလည်းလုပ်ကြရပါတယ်။အထက်လွှတ်တော်ကတင်းငွေနေညနဲ့တင်းလာနေညတွေမှာအတီးပြုပေးလိုက်တဲ့ဥပဒေမူကြမ်းဟာ အောက်လွတ်တော်ကအတီးပြုတ်ထားတဲ့အပေါ်ဖြည့်ဆွက်ပြင်ဆင်မှုတွေလုပ်ထားတဲ့အတွက်အောက်လွတ်တော်ကဒါကိုနောက်တစ်ကြိမ်ထပ်ပြီးတော့မဲခွဲအတီးပြုတ်ပေးဖို့လိုပြန်ပါတယ်။အောက်လွတ်တော်မှာမဲခွဲအတီးပြုတ်ပေးပြီးတော့မှတမရထံကိုဒီမူချောင်းကိုပို့ပေးရမှာပါ။တမရကလည်းဒါကိုသဘောတူတယ်ဆိုရင်လက်မှတ်ထိုးပေးတဲ့အဆင့်ပဲကြံတော့ပေမဲ့တကယ်လို့တမရကသဘောမတူဘူးမူချောင်းမှာပါတဲ့အကြောင်းအရာတချို့ကိုမကြိုက်ဘူးဆိုရင်တန်တရာတပတ်ပြန်လဲပြီးဆွေးနွေးညှိနှိုင်းမှုတွေလုပ်ကြရပြန်ပါတယ်။ လက်ရှိမှာအောက်လွတ်တော်အမတ်တွေဝါရှင်တန်မှာရှိနေတာကြောင့်လွတ်တော်ဥက္ကဋ္ဌကဒီမူကြမ်းကိုမဲခွဲအတီးပြုနိုင်ရေးအတွက်အမတ်တွေအားလုံး36နာရီတွင်ပြန်လာကြဖို့ဆင့်ခေါ်ထားပါတယ်။ဒါကြောင့်ဗုဒ္ဓဟူးနေ့လောက်မှာအစိုးရပြန်လည်ပတ်နိုင်ရေးကိုဥတည်တဲ့ဒီဥပဒေမူကြမ်းကိုမဲခွဲအတီးပြုနိုင်လိမ့်မယ်လို့အများစုကမျှော်လင့်နေကြတာပါ။အောက်လွတ်တော်ကအတီးပြုပေးပြီးရင်တော့သမရကလက်မှတ်ရေးထိုးပေးရတဲ့အဆင့်ဟာနိုင်ပိုင်းအတွင်မြန်မြန်ပြီးနိုင်ပါတယ်။လွတ်တော်အမတ်အများစုကတော့ဒီမူကြမ်းကိုအောက်လွတ်တော်ကအတီးပြုပေးမယ်လို့ယုံကြည်နေကြသလို တမရကလည်းဒါကိုသဘောတူလက်မှတ်ထိုးပေးလိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ